ပြတာလျောင်းတောင်ကြီးတောင်ဘက်နန္ဒမိတ်ဇေလံအနောက်ဘက်နန္ဒမိတ်ဘေးရမြောင်တွင်းရှိအိမ်ကောင်စုဒေသခံပြည်သူများအနေဖြင့်ယခုအချိန်မှစ၍အန်ဒီယေဇုံတတ်မှတ်နန္ဒမိတ်အတွင်းမှအမြန်ဆုံးကြောင်းရွှေ့ခက်ခွာပေးပါရန်နှိုးစော်အတိပေးအပ်ပါသည်ကြောင်းရွှေ့နေထိုင်ရန်အခက်အခဲရှိအိမ်ကောင်စုများအနေဖြင့် ဟောင်ရရက်ွက်ရှိဝေဘူးချောင်းစွန်းလောင်းမန်းတပ်များနှင့်ဇရက်များတွင်ခက်တနေထိုင်နိုင်ရေးကယ်ဆယ်ရေးစခန်းကြီးကြပ်မှုကော်မတီထံတွင်စည်ရင်းပေးသွင်း၍ကြောင်းရွှေ့နေထိုင်ကြရန်အတိပေးအကြောင်းကြားပါသည်အန်ဒီရှိသည့်ကြောက်တုံးကြီးအားထောက်ခွဲဖြက်စည်းနိုင်ရေးတာဝန်ရှိသူများအနေဖြင့်စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့်အန်ဒီရကင်းရှင်းချိန်အားထပ်မံအတိပေးထောက်ပြန်သွားမည်ဖြစ်ပါသည် အန်ဒီရကင်းရှင်းစဉ်သတ်မှတ်ပြညာပြီးချိန်မှသာအန်ဒီရဇုံသတ်မှတ်နေမည်အတွင်ပြန်လည်ဝင်ရောက်ကြပါရန်အတိပေးမိုးစွာအကြောင်းကြားပါသည်မြို့နယ်ဒီဟန်တွင်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကြောက်ဆယ်မြို့နယ်ကြောက်ဆယ်မြို့ရွှေသာလျောင်းတောင်ပေါ်ကကြောက်တတခေါ်ကြောက်တုံးကြီးပြုတ်ကျနိုင်လို့အန်ဒီရဇုံသတ်မှတ်ပြီးလူတွေရေးပေါ်ပြောင်းရွှေ့ရာ ကျောက်ဆယ်မျိုးစုကြီးရက်ွက်ရွှေသားလျောင်းတောင်ပေါ်ရှိကျောက်တစ်တာစီတီလို့ခေါ်တဲ့ကျောက်တုံးကြီးပြုတ်ကျလာနိုင်တာကြောင့်တောင်အောင်နေရာတွေကိုအနည်းဆုံးဖြစ်တတ်မှတ်လိုက်ပြီးရက်ွက်နေထိုင်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့လိုက်လံတတိပေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ငလင်ကျောင်းကျောက်တုံးကြီးပြုတ်ကျနိုင်ခြေက60ရာခိုင်နှုန်းလောက်ရှိနေတဲ့အတွက်ရွှေသားလျောင်းတောင်ခြေရှိအရှိတ်နဲ့နမိတ်ရွှေသားလျောင်းတောင်ခြေတောင်ဘက်နဲ့နမိတ်ဇီလန်မြောက်ဘက်နဲ့နမိတ်လေးမြက်နာဖျားလန်း အနောက်ဖက်နယ်နိမိတ်မင်းရဲမြောင်တွင်နေထိုင်သူအလုံးအမြန်ဆုံးပြောင်းရွှေ့ကြဖို့မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကလိုက်လံအသိပေးနေတာဖြစ်တယ်လို့သိရပါဗျာ။